။ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်အောင်စောထွေးပါကျွန်တော်ဒီစိတ်ပန်းဆိုင်ရာပြည်လဲတူတော်ရေးအစီအစဉ်နဲ့ပါရင်ပြန်လဲကြိုးဆိုပါရစေ။ဒီနေ့မှတော့ကျွန်တော်ဒီစိတ်ပန်းဆိုင်ရာပတ်သက်ပြီးမှကျွန်တော်တွေပေါ့နော်စိတ်ရပေါ့နော်တိတ်ဆိတ်ခြင်းနဲ့စိတ်စိတ်အင်အားပေါ့နော်တိတ်ဆိတ်ခြင်းနဲ့စိတ်အင်အားဆိုတာကျွန်တော်ဥမာစိတ်အင်အားဆိုတဲ့အရာလေးတွေတော့ကျွန်တော်ရှေ့မှာထည့်တဲ့ဝင်ဝင်လေးတွေပြောပြပေးသွားတာရှိတယ်ပေါ့နော်အဲ့တော့လူတိုင်းမှာ စိတ်ပါဝါရှိကြလို့လေပါဝါဆိုတာခုနပြောတော့မြေရှုမျိုးပြန်လာတော့ကိုပါဝါလို့ပြင်မမြင်ပါနဲ့ကျွန်တော်တို့ရဲ့ဒီထွေနိုင်စွမ်းနေစမ်းတနိုင်စွမ်းနေလုံနိုင်စွမ်းနေနော်ဟိုဒီဒီ depression နဲ့ကြုံလာတဲ့အခါတွေမှာသို့မဟုတ်ကျွန်တော်ဘဝရဲ့အခက်အခဲလောကထန်နေနဲ့ကြုံလာတဲ့အခါတွေမှာအဓိကအဖြစ်ရှင်းမြဲခုနပဲစိတ်ရဲ့ power အင်အားပေါ့နော် energy အဲ့ energy ကအသိကိုရေးပါတာဖြစ်တယ်ပေါ့နော်အဲ့တော့တိတ်ဆိတ်ခြင်းလို့ပြောလာလို့ရှိရင် သိစေခြင်းဆိုတာကျွန်တော်တို့တော့အရန်ကိုအသုံးဝင်တယ်အဲ့တော့ကျွန်တော်ဗုဒ္ဓဘာသာမှာကြည့်မယ်ဆိုရင်မြတ်စွာဘုရားရှင်ဟာသိစေခြင်းကိုအလုံးနဲ့တက်တယ်။ဘာကြောင့်လဲသိစေခြင်းရှိနေတဲ့နေရာဟာကျွန်တော်တို့အကောင်းဆုံးဖန်တီးနိုင်စွာဆောင်းအားရှိတယ်။အကောင်းဆုံးကျွန်တော်တို့ရဲ့ဘဝမှာခုနပြောတဲ့ကျွန်တော်တို့မိုင်းကိုကိုယ်နဲ့ရှင်နေကောင်းကောင်းမိဖို့အတွက်ချိတ်ဆက်ကောင်းကောင်းပြီးနေတဲ့အခြေအနေရဲ့ဖြစ်တယ်။အဲ့တော့ကျွန်တော်သိစေခြင်းကိုတန်ဖိုးထားဖို့လိုတယ်။အဲ့တော့သိစေခြင်းလို့ပြောလိုက်တာနဲ့ အမျိုးမျိုးရှိမယ်ပေါ့နော်ညာရဲ့တိတ်ဆိတ်ခြင်းရှိမယ်ဒါမှမဟုတ်ကိုယ့်ရဲ့နော်တိတက်နေရာလေးတွေဖန်တီးထားတာရှိမယ်ကျွန်တော်တို့လည်းတိတ်ဆိတ်ခြင်းဆိုတော့ကျွန်တော်ဘဝမှာအလွန်ကိုအရေးအရေးပါတဲ့အခန်းကဏ္ဍမှာရှိရယ်ဒီကျွန်တော်တို့တိတ်ဆိတ်ခြင်းရဲ့ဆွမ်းအားကိုသုံးပြီးမှကျွန်တော်တို့ကျွန်တော်တို့ပြန်လည်သုံးသက်တာကျွန်တော်တို့ကျွန်တော်တို့ပြန်ပြီးအဖြေရှာတာကျွန်တော်တို့လမ်းတွေပြောင်းနေတဲ့အခါတွေမှာနော်ကျွန်တော်တို့ကတိတ်ဆိတ်ခြင်းရှိတဲ့နေရာကိုတချို့လူတွေကတိတ်ဆိတ်တယ်ဆိုကြောက်ကြတယ် ။ this is day ဆိုတဲ့ဟာမနစ်သက်ကြအောင် this is chin ဆိုတဲ့နေရာနဲ့ကျွန်တော်ပြည့်ထွက်ကြရတယ်။ non pollution တဲ့နေရာ၊ဆူညံတဲ့နေရာတွေလူအားလုံးဟိုသွားကြတယ်ပေါ့နော်။တော်တော်များများဟာ။ဒါပေမဲ့ကျွန်တော်တို့ကဒီတိတ်ဆိတ်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ energy တွေဆိုတာများစွာရှိတယ်။အဲ့တော့တိတ်ဆိတ်တဲ့အချိန်တွေမှာကျွန်တော်တို့ဘာတွေလုပ်လဲ။ကျွန်တော်အတွေးအထိအမြင်အသစ်တွေတော့ကျွန်တော်တိတ်ဆိတ်ခြင်းအနေနဲ့တစ်ဆင့်နောက်ပြီးကျွန်တော်တို့ကိုကျွန်တော်ပြန်ပြီးမှပြန်လဲသုံးသပ်နိုင်စွာနဲ့ကျွန်တော်တို့ရဲ့ career တွေတော့အမျိုးမျိုးကျွန်တော်တို့ဖန်တီးနိုင်စွာနဲ့အမျိုးမျိုးလုပ်လို့ရ ဲ့တော့ကျွန်တော်တို့တရားဘာဝနာနဲ့ပတ်သက်ပြီးမှချုပ်မယ်အားထုတ်မယ်ဆိုရင်သိစိတ်ခြင်းအသိကိုအရေးပါတယ်အဲ့တော့ကျွန်တော်တို့သိစိတ်ခြင်းကိုကောင်းစွာသုံးချမလို့တယ်ထိုင်းမဲ့တချို့လူတွေဟာသိစိတ်ခြင်းကိုကောင်းစွာသုံးချရတဲ့အခါမှာဘာဖြစ်လဲကိုကိုကိုဆူဆိုင်းလို့တာအမျိုးမျိုးပေါ့နော်အရန်နေသိစိတ်လာသိစိတ်လာပြီးတော့လူတွေဟာအရန်ကိုယ့်ရဲ့အတွင်းထဲရာစကားသံတွေကိုကောင်းကောင်းကြားတယ်ကျွန်တော်တို့မှာအတွင်းစိတ်နဲ့အပြင်စိတ်ဆိုတာရှိတယ်အဲ့တော့သိစိတ်ခြင်းရဲ့နောက်ွယ်မှာကျွန်တော်တို့ရဲ့အတွင်းထဲကနေဖြစ်ပေါ်လာတဲ့ စိတ်ရဲ့စကားသံနဲ့ကိုကုတ်ကိုပြန်ပြောတဲ့စကားသံနဲ့အတွင်းထဲမှာလာတဲ့အမောင်ဘက်ချမ်းသာစကားသံနဲ့เนาะเนาะစိတ်အဲ့ဒီရဲ့အငုံစိတ်တွေကကျွန်တော်ပြန်လဲပေါ်လာမှာကိုဘာပြစ်တယ်ဘယ်လိုရှိရယ်ကိုယ့် energy ကဘယ်လိုเนาะပြီးကျွန်တော်မသိစိတ်နဲ့ပတ်သက်လာပြီဆိုလို့ရှိရင်အဓိကမသိစိတ်ကိုသုံးချလို့ရတဲ့နေရာမှာလဲကျွန်တော်တို့ရဲ့ဒီရဲ့သိစိတ်ခြင်းအရင်ကိုအရေးပါတယ်အဲ့တော့မသိသိစိတ်တယ်ဆိုတာကခန္ဓာကိုယ်ကြီးကျွန်တော် restart ချလိုက်တယ်လို့ပဲအဲ့တော့ကျွန်တော်တွေဘာတွေလုပ်တင်တဲ့ အဲ့တော့ကျွန်တော်တိတ်ဆိတ်ခြင်းနဲ့ကျွန်တော်အရင်နဲ့ပြန်မှန်းလာပြီဆိုလို့ရှိရင်ခဏတာလေးခဏလေးထားလိုက်မယ်ကျွန်တော်တို့လက်နာမှာသုံးနေတဲ့ဖုန်းတွေအရာအလုံးခဏလေးပြဖဲထားလိုက်မယ်လူတွေပြောနေတဲ့ခုနစိတ်ညစ်စရာတွေမှန်တယ်မြတ်အရာအလုံးခဏလေးပြလိုက်မယ်တိတ်ဆိတ်တဲ့အရာတခုကျွန်တော်ဖန်တီးလိုက်မယ်ဖန်တီးမှကျွန်တော်ကိုမျက်လုံးလေးခဏမေ့ပြီးမှကျွန်တော်အသက်လေးကိုမမှန်ရှူမမှန်ထုတ်လိုက်အဲ့ဒီချိန်မှာကျွန်တော်အတွေးထဲမှာလေပေါ်လာနိုင်မယ်ငါဘာတွေပြန်မှန်းနေတာလဲငါကျွန်တော်ရှိမှဗီဒီယိုလေး င်ခဲ့ပြီဘောနော်ငါးပါးတွေတွေးပူနေတာလေငါးပါးတွေကြောက်နေတာလေငါးပါးငါးပါးတွေစိုးနေတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့လည်းအမှန်မြင်ဖို့အတွက်ကောင်းကောင်းနဲ့ကျွန်တော်တို့ရဲ့အတွင်းထဲကလာတဲ့ပုံရိပ်တွေအားလုံးကိုကျွန်တော်တို့ပြန်ပြီးမှနော်စစ်တမ်းပြန်ခေါ်ရမယ်ဆက်စစ်ရမယ်ဆက်စစ်တဲ့အခါမှာကျွန်တော်တို့လုံနိုင်စွမ်းနဲ့ဘယ်နေရာမှာဟာကွက်ရှိတဲ့ပြဿနာတခုဖြစ်တယ်ဆိုရင်ငါဘယ်လိုဖြေရှင်းမယ်ဆိုတဲ့အရာတွေကပြန်ပေါ်လာတယ်အဲ့တော့လူတွေအများကြီးကအသုံးမချတတ်တဲ့အရာဘာဖြစ်လဲဆိုတော့ကျွန်တော်စိတ်ညစ်တဲ့အခါတွေမှာကျွန်တော်တိုက်စိတ်ခြင်းနေရာဆိုတဲ့အရာကိုဖန်တီးလိုက်တယ် ဒါပေမဲ့တိတ်ဆိတ်ခြင်းတွေရောက်သွားတဲ့အခါမှာကျွန်တော်တို့ဘာဖြစ်သွားလဲကျွန်တော်တို့စိတ်အင်အားတွေရုပ်ရော့စီမဲ့ depression ကြစီမဲ့တော့မဟုတ်ဒီရဲ့ကျွန်တော်တို့စိတ်ရှုပ်နေတဲ့အရာပြဿနာရဲ့အခြေအနေတစ်ခုပဲကျွန်တော်တို့ထပ်ခါထပ်ခါလဲလဲတွေးတွေးဖြစ်တယ်အဲ့ဒီကောင်ကဘုံမှာစိတ်တဲ့ကြတယ်အဲ့တော့ကျွန်တော်တို့ညီတရားမှာကျွန်တော်တို့အဆုံးစုံတစ်ဖက်ကိုလွတ်ပြီးမှအိတ်စိတ်ချင်းဆိုတဲ့အရာကိုကျွန်တော်တို့တော့ထဲရွာပြီးဆိုလို့ရှိရင် ကျွန်တော်ကစဉ်းစားရမယ်တုံ့တက်ရမယ်အစုနှစ်ဖက်လွတ်သွားရမယ်ခုနပြောကောင်းတာလည်းမရှိဘူးဆိုးတာလည်းမရှိဘူးကိုယ့်ရဲ့ခုနပြောတယ်မျက်လုံးနှလုံးပိတ်လိုက်ပြီးရှူတင်းလိုက်ပြီးရှူထုတ်လိုက်ပြီးအဲ့ဒီကနေမျက်ပိတ်လိုက်တဲ့ဖြစ်ပေါ်လာတဲ့ပုံရိပ်တွေခံစားချက်တွေ emotion တွေကိုကိုယ်ကခံစားချက်မဲ့ဆိုတော့ကောင်းကောင်းလေးတုံ့တက်နိုင်ရမယ်အဲ့တော့ဘယ်အချိန်ဒီမှာတုံ့တက်တာလဲခုနပြောတယ်ကျွန်တော်တိတ်ဆိတ်ခြင်းဆိုတဲ့အရာကျွန်တော်တို့အကောင်းဆုံးတုံ့တက်နိုင်ဖြည့်ဆည်းပြီးနိုင်ပါဖြည့်ဆည်းပြီးနိုင်တာပဲအဲ့တော့ ပိတ်ဆိတ်ခြင်းမှာပိတ်ဆိတ်ခြင်းကလည်းတစ်ဆင့်ကျွန်တော်တို့ထပ်ပေါ်လာတာထပ်ပေါ်လာတာပဲအဲ့တော့ခုနပြောတဲ့အတိုင်းပဲအရင်နေစဉ်းကျင်နေရမ်းပြန်မှန်းနေပြီဆိုတော့ကျွန်တော်ငြိမ်သက်တဲ့နေရာတစ်ခုလောက်ကိုရှာလိုက်ပါရှာမျက်လုံးလုံးလေးပိတ်လိုက်ပါမျက်လုံးလုံးပိတ်ပြန်ကျွန်တော်အသက်ရှူသွင်းရှူတော့လို့ပါအဲ့ဒီအချိန်ကနေဖြစ်ပေါ်လာတဲ့စိတ်ခံစားချက်တဲ့ emotional နောက်ကိုကျွန်တော်တို့တွေကနော်မလိုက်ပဲနဲ့အဲ့ဒီအရာကိုကျွန်တော်ပုံဖော်မယ်ငါအမှဘာတွေဖြစ်တာလဲဘာတွေရှိနေတာလဲအစိုးတရားဘယ်လောက်ရှိလဲအရာခံတော်ဘယ်လောက်ရှိလဲ အကောင့်တရအရာကတော့ဘယ်လောက်ရှိတယ်အဲ့ဒီမှာကိုယ့်ကိုပြန်လဲဆက်စစ်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒါတော့ကျွန်တော်တို့စိတ်တွေအရင်ပြင်ပန်းနေတဲ့အခါပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့တီထွင်နိုင်စွမ်းနေဖန်တီးနိုင်စွမ်းနေရတယ်ဒီရဲ့တိတ်ဆိတ်ချင်ရတယ်ဖြစ်ပေါ်လာတယ်အဲ့တော့ကျွန်တော်တို့တိတ်ဆိတ်လာတဲ့အတွေ့အကြုံအရင်ကောင်းလာလေတိတ်ဆိတ်လာလေဒီကျွန်တော်တို့အတွက်တီထွင်ဖန်တီးနိုင်စွမ်းနေကျွန်တော်လုပ်နိုင်စွမ်းနေပို့ပြီးမှအကောင်းလာလေအဲ့တော့ကျွန်တော်တို့အကောင်းဆုံးပြန်လဲသုံးသပ်ဖို့ခုခုကိုပြန်ပြီးအချိန်ပေးတော့မယ်ဆိုလို့ရှိရင်တိပါ ရှိမှာကျွန်တော်ပထမဝါရဲ့စွမ်းအင်နေနဲ့ပတ်သက်ပြီးမှပြောခဲ့တယ်။အခုကကျွန်တော်တို့တိတ်ဆိတ်ခြင်းရဲ့စွမ်းအင်ပေါ့။ဒီဆက်စွမ်းရကျွန်တော်တို့အခုကစိတ်ပန်းဆိုင်ရာပြီးတော့ခွင့်ပြုတိုးတက်ဖို့အတွက်တိတ်ကိုအရေးပါတဲ့နေရာမှာရှိရပါတော့။အဲ့တော့ကျွန်တော်ကတော့ကျွန်တော်အနေနဲ့ပြောမယ်ဆိုရင်ကျွန်တော်တို့အရင်ပြင်မလာပြီ။ကျွန်တော်စိတ်ပြင်မလာတဲ့အခါမှာကျွန်တော်တိတ်ဆိတ်ခြင်းနေရာဖန်တီးတယ်။ဖန်တီးတယ်ဆိုတာကလည်းကျွန်တော်တို့စွန်ရနေတဲ့နေရာနားမှာကိုယ်တွေရောက်နေခဲ့တာကျွန်တော်တို့ကိုကျွန်တော်ဖန်တီးလို့ရတယ်။အဲ့တော့ဗာလေကျွန်တော်တို့နားထဲမှာငကြက်လေးတက်တာဖြစ်ဖြစ် တန်စင်လေးတွေနားထောင်တာဖြစ်ဖြစ်ကျွန်တော်တို့တချင်းအတန်တွေမပါတဲ့တန်စင်လေးတွေနားထောင်မှာဖြစ်အဲ့ဒီအတန်စင်လေးတွေမှာကျွန်တော်တို့အာရုံစိုက်တဲ့အခါမှာသိစေခြင်းဆိုတဲ့အရာရောက်လာတယ်အဲ့ဒါကိုကျွန်တော်ပုံဖော်ရင်းနဲ့ပဲကျွန်တော်တို့လေကိုယ့်ကိုပြန်လေသုံးသက်တဲ့အခါလေးတစ်ခုကိုပြန်ပြီးမှခန္ဓာကိုယ်မှာရှိနေတဲ့အရာတွေပြန်ပြီး short လိုက်တာလည်းရှိတယ်ဘောနော်အဲ့တော့သိစေခြင်းဖြစ်လာတဲ့အခါမှာကျွန်တော်တို့အရာအလုံးကိုကျွန်တော်လုပ်နိုင်တယ်အရာအလုံးကိုကျွန်တော်တို့ဖန်တီးနိုင်တယ်အရာအလုံးကိုကျွန်တော်တို့ဟိုပြန်လေသုံးသက်နိုင်တယ်ဆိုတဲ့အနေအထားတို့ကိုကျွန်တော်ဖန်တီးလို့ယူလို့ရတယ်ဘောနော် ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အခုလိုကျွန်တော်ရဲ့ဗီဒီယိုလေးကိုစောင့်အောင်နားထောင်ပေးတယ်